Welcome to Taylor KMS. We're here to help you. Manage your business like never before. ကဲဒီနေ့ကျမတို့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတစ်ခုကိုအသေးစိတ်လေ့လာကြည့်ကြရအောင်။ဟုတ်ကဲ့။ကိုအရန်အားကိုရတဲ့အချုပ်ဆိုင်လေးတစ်ဆိုင်ကိုမြင်အောင်ကြည့်လိုက်ပါ။အမြဲလန်းစာအုပ်အထက်လိုက်တွေတိုင်းထားတဲ့စကူ sorry နဲ့ရှုပ်နေတဲ့နေရာလေးတစ်ခုပေါ့။ဟွန်းမျက်စိရမြင်နေ။ ဲ့ဒီလိုရိုးရလက်မှုပညာရှင်တယောက်ရဲ့ကဘာတဲကိုနီးပညာကဘလို့ဝင်လာပြီးအရာအလုံးကိုပြောင်းလဲပြင်နိုင်မလဲဆိုတာဒီနေ့လေ့လာကြမှာပါဟုတ်ပါဂလိုရူစီမှာ KMS Taylor ဆိုတဲ့ software တခုရဲ့အချက်လက်တွေရောက်နေပါတယ်ဟုတ်တယ်သူနောက်ွယ်က Kitty's Micro Solutions ဆိုတဲ့ company ကြောင်းလဲပါသေးတယ်နော်အတိအကကတော့ဒီ software က အချုပ်စရာတောင်ရဲ့နေစဉ်ခေါင်းခဲရတဲ့အလုပ်တွေကိုဘလို့များလွယ်ကူသွားအောင်လုပ်ပေးတယ်ဆိုတာကိုနားလဲဖို့ပါပဲ။အင်းသူ့နောက်ကကုမ္ပဏီရဲ့ပိုကြီးတဲ့ရည်မှန်းချက်ကိုပါကြည့်ကြမှာပေါ့နော်။ဟုတ်ပါ။ကောင်းပြီ။ဒါဆိုပထမဆုံးချက်အဒီယာပေးသမားအနေစလဲရအောင်။ဘာလို့ဘာလို့အချုပ်ဆိုင်ဒီဇိုင်းကဒီလို software မျိုးလိုအလာတာလဲ။အဓိကကတော့အဲလူသားအမ human error နဲ့အချိန်ပါပဲ။ဟော။ ်ဖော်တီဒီယောင်ရဲ့ကိုတိုင်းကိုစာအုပ်ထဲမှာမှတ်လိုက်တယ်။နောက်တစ်ခါလာအတော့အဲ့ဒီစာအုပ်ကို ပြန်ရှာရတယ်။ဟုတ်တယ်။စာမျက်နှာရဲ့လိုင်းရတာနဲ့အချင်းကုန်ရောအတီးကြပဲ။တစ်ခါလေးမှတ်ထားတာပြတ်ထော်တာတော့မဖတ်မိတာတော့ဖြစ်နိုင်သေးတယ်။ဒီအလုပ်တွေအားလုံးကတန်ဖိုးရှိတဲ့အချိန်နဲ့ဖန်တီးနိုင်စွမ်းကိုအလဟာထိစေတဲ့ဝင်ထုတ်ဝင်ပို့တွေပေါ့။ဆိုတော့အချုပ်တာအပြင်စိုင်းစီမံခန့်ခွဲတဲ့အလုပ်တွေကတတ်တတမျိုးခေါင်းစားနေရတဲ့သဘောမျိုးပေါ့လို့ဟုတ်ပါတယ်ဒီနေရာမှာ KMS Taylor က ူကိုသူဘယ်လိုနေရာယူထားတယ်လဲဆိုတာစိတ်ဝင်စားဖို့ကောင်းတယ်ဘယ်လိုမျိုးလဲသူတို့ website မှာတုံထားတဲ့စကားကအချုပ်ပညာရှင်တွေကိုတိုင်က အချုပ်လုပ်ငန်းတွေအတွက်တီးတန့် design ဆွဲထားတာတဲ့အော်ဒါကအရေးကြီးတယ်နီးပညာကုမ္ပဏီတစ်ခုကသူတို့ tender ကိုလှုပ်ထားတာမဟုတ်ဘဲတကယ်လက်တွေ့လုပ်နေတဲ့သူတွေရဲ့လိုအပ်ချက်ကိုနားလည်ပြီးဖန်တီးထားတယ်ဆိုတဲ့သဘောအဲ့ဒါပဲလက်မှုပညာရှင်ကို သူ့ရဲ့အဓိကအလို့ဖြစ်တဲ့ဖန်တီးမှုအမှုပညာပေါ်မှာပဲအာယုံဆိုင်ခိုင်းပြီးကြံတဲ့ခေါင်းရှုပ်စရာတွေကိုဒီ software ကဖြည့်ရှင်းပေးမယ်ဆိုတဲ့ကတိစကားတစ်ခုလိုပဲကုန်ပြီဒါဆိုရင်အဲ့ဒီခေါင်းရှုပ်စရာတွေကိုဘလို feature တွေနဲ့ဖြည့်ရှင်းပေးလဲဆိုတာတစ်ခုချင်းစီကြည့်ကြည့်အောင်မာယုံမှုနဲ့ဖောက်တဲ့စီမံခန့်ခွဲမှုဆိုရအပိုင်းကရောအဲ့မှာထူးခြားတာကအချုပ်လုံငန်းတော်တွေတီးတန့်လုံဆောင်ချက်တွေပဲဥပမာဖောက်တဲ့တယောက်ရဲ့ကိုယ်တိုင်ကိုလက်မနဲ့ဖြည့်ဖြည့်စင်တီမီတာနဲ့ဖြည့်ဖြည့်อืม အသေးစိတ်မှတ်တမ်းတင်ထားနိုင်တယ်ဖခုံယင်ခါတင်မကဘူးလဲပင်ပေါ့ကြိုးဂျိုင်းတို့လိုကိုပိုင်းအကွက်တွေထည့်ပြီးမှတ်ထားလို့ရတယ်အိုးဒါဟာတော်တော်ထုံးဝင်မှာပဲနောက်တစ်ခါအဲ့ဒီဖောက်တဲ့ပြန်လာအဲ့ရင်အစားနေပြန်တိုင်းစီရမလို့တော့ဘောနာမည်ရိုက်ရှာလိုက်တာနဲ့ပေါ်လာရောဟုတ်တယ်ဒါတင်မကဘူးဖောက်တဲ့ရဲ့အကြိုက်ကိုပါမှတ်ထားနိုင်တာက ပိုကောင်းတယ်သူကဘလို့ပုံစံမျိုးကြိုက်တတ်တယ်အရင်ကဘာဒီဇိုင်းတွေအတွားတယ်အကုန်မှတ်ထားလို့ရတယ် ဟုတ်ပါနောက်ပြီးဖောက်တယ်ယူလာတဲ့ဒီဇိုင်းပုံကိုဓာတ်ပုံရိုက်ပြီးအဲ့ဒီမှာယူမှုနဲ့တွဲတင်းထားနိုင်တယ်တဲ့အာဒါဆိုအရင်ကစာအုပ်ထဲမှာခဲတံနဲ့ပုံကျန်းဆွဲတာထက်အများကြီးပိုတိကြပြီးအထင်မြင်လွဲမားစရာမရှိတော့ဘူးပေါ့တိကြတာပေါ့ဒါဟာဝင်းဆောင်မှုအဆင့်အတန်းကိုချက်ချင်းမြင့်တင်လိုက်တာပဲဖောက်တယ်ရှင်းမှတဲ့ဖုန်းချက်ချင်းနှိပ်လိုက်တာနဲ့သူ့ရဲ့ကိုယ်တိုင်အတီကြအကျိတ်ကိုပါပြန်ပြောပြနိုင်နေတယ်ဆိုတော့ဖောက်တယ်ကလည်းကိုယ့်ကိုတန်ဖိုးထားတယ်လို့ခံစားရတာပေါ့ဟုတ်တယ် ဒါပေမဲ့ဒီ data တွေကိုတိန်းတာအပြင်ဖောက်တယ်နဲ့ဆက်သွယ်တဲ့အပိုင်းမှာရောဘာတွေလုပ်သေးနိုင်နေလဲအဲ့ဒီအချက်ကဒီ software ရဲ့နောက်ထပ်အားသာချက်တစ်ခုပဲ SMS အကြောင်းကြားစာတွေကိုနိုင်တယ်နောက်ပြီးတော့ WhatsApp နဲ့ Telegram တို့ကိုပါတွန်းနိုင်တယ်လို့ဆိုထားတယ်အော်ဆိုတော့အင်ဂျီလာဆန်ဝတ်ရမယ်ရက်ကော message ပို့ပြီးအလိုအလျောက်တတိပေးတာမျိုးဟုတ်တယ်အထယ်ပြီးသွားရင်လာယူဖို့အကြောင်းကြားတာမျိုးတွေလောက်လို့ရသွားတာပေါ့ ဒါကအချုပ်ဆိုင်တွေမှာအမြင်ဖြစ်နေကြပြဿနာပဲ။ဖောက်တွေကမိနေတာ။ဆိုင်ရှင်ကအလုံးမြိုင်ပြီးဖုံးဆက်ဖို့မိရွာလာမျိုးတွေလေ။ဟုတ်တယ်။ဒီလိုအလိုလျောက်တတိပေးစနစ်ကအချင်းကုန်တက်တာစီုံတင်မကဘူး။လုပ်ငန်းကိုပိုပြီးကျွမ်းကျင် professional ဆန်စီတယ်။ customer relationship management ပိုင်းမှာတော့ကောထောက်ကိုပြုမှာပဲ။ဟုတ်ပါတယ်။ကောင်းပြီဖောက်တီဘတ်ကိုလဲတဲ့အပိုင်းတွေကတော့ရှင်းပါတယ်ဒါဆိုဆိုင်ကအတွင်းပိုင်းလေဘတ်မှုအတွက်ရောဘာတွေပါသေးလဲဥပမာ ပိတ်ဆတယ်ကျဲသေးတယ်လို့ကုန်ကျန်းပစ္စည်းတွေစီမံခန့်ခွဲတဲ့အပိုင်းမျိုးပေါ့အဲ့ဒီအပိုင်းလည်းပါဝင်တယ်ပိတ်ဆအလေးဘလောက်ရှိတယ်ဘယ်ရောင်ပဏ္ဏကိတ်ချန်သေးတယ်ဆိုတာကိုစနစ်တကျမှတ်တမ်းတင်ထားနိုင်တယ်အော် inventory management ပေါ့ဟုတ်တယ်အော်လာတခုလက်ခံလိုက်တာနဲ့လိုအပ်တဲ့ကုန်ကျန်းပမာဏကိုစည်ရင်းထဲကနေအလိုအရောက်နှုတ်တော်အောင်လုထားလို့ရတယ်ဒါကြောင့်ပစ္စည်းပြတ်သွားတာမျိုးတွေရှောင်ရှားနိုင်တယ် ငွေကြေးစီမံခန့်ခွဲမှုမှာတော့အချုပ်ကားပိတ်စဖို့တခြားကွန်ကြားစိတ်တွေကိုပေါင်းပြီးဘယ်ကိုအလိုအရောက်တစ်ချက်ပေးတယ်ဘဲဖောက်တဲကစာရန်ဘလောက်ပေးထားတယ်ဘလောက်ကြံသေးတယ်ဆိုတာတစ်ချက်နေလိုက်တာနဲ့သိနိုင်သွားတာဝေါငွေစင်းရေးမာယူမှုတွေကိုအများကြီးရှော့ချပေးနိုင်မှာပဲဒါမဲ့လေဒီ software ကအချုပ်ဆိုင်ရဲ့အတွင်းမိုင်းလဲပတ်မှုကိုပဲကူညီတာတော့မဟုတ်ဘူးနော်ဟုတ်ပါတယ် KMS ဆိုတဲ့ကုမ္ပဏီက software ရောင်းတာထက်အများကြီးပိုလုပ်နေတယ်လို့ကျွန်မဖတ်ရတယ် အဲ့ဒီအချက်ကဒီလေးလာမှုကိုပိုးပြီးစိတ်ဝင်စားစရာကောင်းသွားစေတာပဲ KMS Taylor ဆိုတာက Kitty's Micro Solutions ဆိုတဲ့ company ကြီးရဲ့အထုပ်ကုန်တစ်ခုပဲသူတို့ကတခြားဝန်ဆောင်မှုတွေအများကြီးပေးနေတယ်ဥပမာတစ်ခုက website design နဲ့ရေးဆွဲပေးတဲ့ဝန်ဆောင်မှုပဲဆိုလိုတာကအချုပ်ဆိုင်ဒီဇိုင်းကကိုလေးရတွေကို online မှာပြဖို့ကိုပိုင် website တစ်ခုလိုချင်နေဆိုရင်သူတို့စီမှာတခါတဲ့အလိုရတဲ့သဘောလားအဲ့ဒီသဘောပဲဒါပြင် ထခြားစီးပွားရေးလုပ်ငန်းတုံးစည်ရင်းနဲ့စီမံခန့်ခွဲမှု software အမျိုးမျိုးကိုလည်းပံ့ပိုးပေးတယ်။အင်းဒါကိုကြည့်ရင်သူတို့ကအသေးစားနဲ့အလက်ဆက်လုပ်ငန်းတွေကိုကြေကြေပြင်းပြန်ဝန်ဆောင်မှုပေးနေရကိုတွေ့ရတယ်။ဟုတ်ပါတယ်။ဒါပေမဲ့အထူးခြားဆုံးလို့ကျွန်မထင်တာကနောက်တစ်ခု mygstservice.com ကနေတက်ဆက် GST အခွန်နဲ့ဥပဒေရေးရာကိစ္စတွေကိုပါဝန်ဆောင်မှုပေးနေတယ်ဆိုတဲ့အချက်ပဲ။ ဒါက software ရောင်းတာနဲ့တော်တော်ကွာသွားပြီနော်ဟုတ်တယ်ဒါကိုပိုချေပြတ်နေရှုထုံကောင်းနေကြည့်ရင် Kitty Micro Solutions ဆိုတဲ့ company ဟာတနေရာထဲမှာအဆုံးရနိုင်တဲ့အကူအညီပေးသူ one stop solution provider အဖြစ်ယက်တီဟိုစူးစမ်းနေတာကိုတွေ့ရတယ်။အော်သူတို့က PC တစ်ခုကိုရောင်းနေတာမဟုတ်ပဲလုပ်ငန်းတစ်ခုလုံးကိုပံ့ပိုးပေးတဲ့စနစ်တစ်ခု ecosystem တစ်ခုကိုရောင်းချနေတာပေါ့။အကြည့်ကြပဲ။နော်လီဘီအချူဆရာတယောက်ကိုဥပမာပေးရရင် ပထမဆုံးသူ့ရဲ့ဆိုင်တွင်းလုပ်ငန်းဒီစနစ်ကြောင့် KMS Taylor Software ကိုရောင်းမယ်။ဟုတ်တယ်။ပြီးရင်သူ့လုပ်ငန်း online မှာလူသိများလောက်အောင် website ဆောက်ပေးမယ်။အင်း။နောက်ဆုံးအစိုးရစီမင်းစည်းကမ်းတွေနဲ့အညီဖြစ်အောင်အခွင့်အရေးတွေတွေပါကူညီဆောင်ရွက်ပေးမယ်။ဒါကလုပ်ငန်းတစ်ခုရဲ့ digital key လမ်းတစ်ခုလုံးကို အစဆုံးလိုက်ပို့ပေးတဲ့တဘောပဲမှန်ပါတယ်ဒါကသူတို့ရဲ့ website မှာဖော်ပြထားတဲ့ ဖောက်တဲနဲ့ကုမ္ပဏီကြားရေးရှည်ဆက်ဆံရေးတိဆောက်ချက်နဲ့ဆိုရရီမချက်နဲ့လဲဒါရိုက်ကိုက်ညီနေတာတခုဝယ်ပြီးသားနဲ့ပြီးတော့မဟုတ်ပဲ digital make ခွက်တယောက်အဖြစ်ရိုက်ကြည့်ခြင်းနဲ့ရီမန်းချက်ကြီးကြီးရှိနေတာကိုပြနေတာပဲဟုတ်ပါတယ်ဒီကုမ္ပဏီရဲ့ချင်းကပ်ပုံမှာတခြားစီဝင်စားစရာအချက်တွေလည်းတွေ့ရသေးတယ်ဥပမာအသုံးပြုတဲ့လွယ်ကူတဲ့ interface ကိုအလေးပေးထားတဲ့တိတ်ဒါကနီးပညာနဲ့တိတ်မရင်းရဲ့လက်မှုပညာရှင်တွေတောင်အလွယ်တကူသုံးနိုင်အောင်ရွယ်ထားတယ်ဆိုတဲ့သဘောပေါ့ ဝလေးမြေမောင်ဟုတ်ပဲနခုလတူရအလေးထားပုံရောတယ်နော်ဟုတ်တယ် where you အတော်မပြုခင်မှာစီကမ်းတမချက်တွေကိုသူတို့ရဲ့ website ဒါမှမဟုတ် YouTube channel မှာဖတ်ရှုလေ့လာဖို့တိုက်တွန်းထားတယ်ဟောဒါက web ပြီးမှနောင်တမရစေနဲ့အားလုံးကိုချိုတီးထားပါဆိုတဲ့သဘောမျိုးပဲကောင်းပါတယ်ဟုတ်ကဲ့သူတို့ရဲ့ logo ကြည့်ရင်လည်းဒီအချက်ကိုထပ်ပြီးအားဖြည့်ပေးနေပါတယ်ဖွင့်ထားတဲ့စာအုပ်တအုပ်ပေါ်မှာအောင်မြင်မှုကိုကိုးစားပြုရဲ့လူပုံတုံးကိုတက်နေတဲ့ပုံစံ နင်းနေလို့တိုက်ရိုက်ဆန်လုံးလားလို့တိုက်ရိုက်ဆန်နေလို့ထင်ရပေမဲ့သူတို့ရဲ့ယီမန်ချက်ကိုလို့ရှိရှိလင်းလင်းဖော်ပြနေတယ်လို့ဆိုနိုင်ပါတယ်ဖွင့်ထားတဲ့စာအုပ်ကအတိပညာနဲ့ဤပညာကိုကိုးစားပြုပြီးအပေါ်ကလူပုံလေလားအဲ့ဒီအတိပညာကိုအသုံးပြုပြီးတိုးတက်အောင်မြင်သွားတဲ့စီးပွားရေးလုပ်ငန်းတွေကိုပုံဖော်ထားတာပေါ့ဟုတ်ကဲ့ပါနောက်ထပ်သူတို့ရဲ့ဂတိကဝတ်ကိုပြနေတဲ့ချက်ကတော့24/7ဝန်ဆောင်မှုပေးရဆိုတာပါပဲ247 support ဆိုတော့တကယ်ကိုမိုက်တယ်ဘာလို့လဲဆိုတော့ အချုပ်ဆိုင်ပိုင်ရှင်တွေကနေခင်ဘအလို့ရှို့နေတော့ညဘက်ရောက်မှာ software ကိုလေ့လာရင်ပြဿနာတက်တာမျိုးဖြစ်နိုင်တယ်လေဟုတ်တယ်အဲ့ဒီအချိန်မှာအကူအညီရနိုင်တယ်ဆိုတာတော်တော်အဓိပ္ပာယ်ရှိတယ်တို့မှာကိုယ်ပိုင် IT ဌာနဆိုတာမရှိဘူးလေဟုတ်ပါတို့တယောက်တည်းမဟုတ်ဘူးဆိုတဲ့ခံစားချက်ကိုပေးနိုင်တယ်ဟုတ်ပါဗျာကောင်းပြီဒါဆိုရင်ဒီအချက်အလက်တွေအားလုံးကိုခြုံငုံပြီးဘလို့နားလည်နိုင်မလဲကျွန်မမြင်တာကတော့ KMS Taylor ဆိုတာကရိုးရာလုပ်ငန်းတစ်ခုကို ခင်မီကိုလုပ်ပေးတဲ့တကြတဲ့ကိရိယာတခုဟုတ်တယ်သူနောက်က Kitty's Micro Solutions ဆိုတဲ့ company ကတော့တောင်အရှောက်အတိစားလုံငန်းနေအတွက်ပြည်စုံတဲ့ digital map တခု fit for ဆိုရက်ပိုချဲပြန့်နေမျိုးမှန်းချက်နေလှောက်ဆောင်နေတယ်အချို့ပြောရင်သူတို့ကရိုးရလက်မှုပညာနဲ့ခင်မီနီးပညာကြားကပေါင်းကူတရာတခုကိုတိဆောက်ပေးဖို့စ조사နေတာပါအင်းစီမံခန့်ခွဲသူတယောက်ရဲ့ဝန်ထုပ်ဝန်ပိုးတွေနဲ့လွတ်မြောက်စေပြီးသူ့ရဲ့အမှုပညာပေါ်မှာပဲပြန်ပြီးအာယုံဆိုင်နိုင်အောင်အခွင့်အလမ်းပေးနေလာပေါ့ဟုတ်ပါတယ် ဒါဆိုရင်ဒီနေ့ဆွေးနွေးခဲ့တာတွေကိုအဆုံးသတ်ချက်အနေနဲ့စဉ်းစားစရာတခုမေးချင်ပါတယ်။မေးပါ။နောက်ဆုံးအနေနဲ့ဒါကအရေးကြီးတဲ့မေးခွန်းတစ်ခုကိုမေးလာစေပါတယ်။ဒီလိုမျိုးတင်နေရာထဲမှာအဆုံးရနိုင်တဲ့ digital platform တွေကိုအသုံးပြုမှုများလာတာကတပိုင်းတနိုင်လက်မှုပညာရှင်တွေရဲ့ပြိုင်ဆိုင်မှုလောကကိုဘယ်လိုပြောင်းလဲသွားစေနိုင်မလဲ။ဒါကတွေးရုပ်ကိုအဝတ်အထည်အမတ်တစိုက်ကြီးတွေနဲ့ရင်ပေါင်တန်းနိုင်အောင်ကူညီပေးမှလား။ဒါမှမဟုတ်နီးပညာပံ့ပိုးသူတွေအပေါ်မိခုမှုအသစ်တစ်ခုကိုဖန်တီးလိုက်မှလားဆိုတာကတော့ဆက်လက်တွေးတောဆရာအချက်တစ်ခုပါပဲ။